်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စိုက်ဘာရာဇဝတ်ကောင်တွေဗမာရှိရှိလိုက်လံဖမ်းဆီးမယ်လို့အမေရိကန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC က DKBA နဲ့ခေါင်းဆောင်လေးဦးကိုလိမ်လည်လှည့်ပြားတဲ့ယင်းနှုတ်နံမှုအစီအစဉ်တွေတုံးပြီးအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ scan center တွေကိုပံ့ပိုးပေးတယ်လို့ဆိုကာနိုဝင်ဘာ12ရက်နေ့မှာဆန်ရှင်ချမှတ်လိုက်ပါတယ် DKBA စောချစ်သူနဲ့တရုတ်ကိုင်းတွေနဲ့ပူးပေါင်းတည်ထောင်ခဲ့တဲ့ငွေလိန်ကိုင်းတွေမှာပါဝင်တဲ့ Tran Asia International Holding Group, Thailand Company Limited, Trustar Company Limited, Trustar နဲ့ထိုင်းနိုင်ငံသားချမူဇဝန်တို့ကိုလည်းဒီပိတ်ဆို့မှုမှာထည့်သွင်းခဲ့ပါတယ်။ငွေလိန်ကိုင်းတွေကရတဲ့ဝင်ငွေနဲ့ DKBA ဟာအနေရရှိတဲ့လုံဆောင်မှုတွေကိုလုံဆောင်နေတယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ရာဇဝတ်ခွင့်ရက်တွေဟာ online လေလံမှုတွေကတက်ဆင်း မေရိကန်အလုပ်သမားတွေစီကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေပါတယ်။ဒီကွန်ရက်တွေဟာလူကုန်ကူးမှုတွေလှုပ်ဆောင်ပြီးမြန်မာနိုင်ငံရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုပြီးလောင်ရလေးပင့်နေပါတယ်။အမေရိကန်အစိုးရအနေနဲ့သူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေဒီစိုက်ဘာရာဇဝတ်ကောင်တွေကိုဖမ်းဆီးဖို့နဲ့အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမျက်ထုတ်မှုကနေကောက်ွယ်ဖို့ရှိသမျှလုံနိုင်စွမ်းတွေကိုဆက်လက်အသုံးပြုသွားမှာပါလို့အကြံဖတ်မှုနဲ့ဗန္နာရေးဆိုင်ရာထောက်လှမ်းရေးဌာနဤအတွင်ဝင်ဂျွန်ပီဟာလီကပြောပါတယ် ဒီစုံစမ်းစစ်ဆေးမှုကို FBI ရဲ့ American စရင်စစ်ချုပ်ရုံးရဲ့တရားရေးဌာနရဲ့ရာဇဝတ်မှုဆိုင်ရာဌာနရဲ့ US Secret Service USSS နဲ့မူရစေဝါတာစီနေနေရဲ့အဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်၎င်းတို့ပူးတွဲပါဝင်တဲ့ငွေလင်ကိုင်းများတိုက်ဖြတ်ရေးအဖွဲ့ Scan Center Strike Force ကိုလည်းဒီကနေဖွဲ့စည်းလိုက်ပါတယ်။ဒီဖွဲ့ဟာ ်မြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုတိကထားပြီးအရှေ့တောင်အာရှကငွေလိမ်စင်တာတွေနဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးဖို့ပိုင်ဆိုင်မှုတွေတင်စီဖို့ဖန်စီအရေးယူဖို့နဲ့တရားစွဲဆိုဖို့လှုံ့ဆော်မယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်မေလ9ရက်နေ့မှာစောချစ်သူရဲ့ကရင်မျိုးသားတက်မတော် KNA ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖွဲ့အစည်း TCO အဖြစ်သတ်မှတ်ခဲ့တယ်လို့တာနှုတ်ဦးဖြစ်တဲ့စောထူးအိမ်မှုနဲ့စောချစ်ချစ်တို့ကိုလည်းပိတ်ဆို့ခဲ့ပါတယ်။ 2025ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာတော့ KNY ကောင်းဆောင်စောချစ်သူရဲ့လက်အောက်ခံနှစ်ဦးကိုထပ်မံထည့်သွင်းခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေရဲ့ပတ်စံတွေကိုပြစ်မှတ်ထားခိုးယူတဲ့စိုက်ဘာလိမ်လည်မှုနေရာတစ်ခုဖြစ်တဲ့မြောက်ဝတီကတိုင်ချန်ဟာမြန်မာနိုင်ငံရဲ့အာဏာရှင်စစ်အစိုးရကိုထောက်ပံ့နေတဲ့ DGPA ရဲ့ထိန်းချုပ်နယ်မြေမှာရှိနေကြောင်းရှင်ကို DGPA ပုံမှုချုပ်ဆိုင်းကျော်လာနှင့်ဝလိန်စင်တာတွေအတွက်အပြတ်လုံငန်းအဖြစ်ဆောင်ရွက်နေတဲ့ထိုင်းနိုင်ငံမဲဆောက်အခြေဆိုင် Trans Asia တို့ကပူးရဲတီထောင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ထရန်အေရှားဟာစောချစ်သူရဲ့ Short Star ကုမ္ပဏီအပါအဝင်အခြားသောအဖွဲ့အစည်းတွေနဲ့ရင်းငါစာချုပ်တွေချုပ်ဆိုခဲ့ပြီးမြောက်ပြည်မြို့ကခွန်ယာနဲ့နာမည်ဆိုးဖြင့်ကြော်ကြားတဲ့ KK ပတ်အပါအဝင်တခြားလိမ့်လည်မှုစက္ကန်းတွေကိုတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။ TKPA ဟာတိုင်ချန်အတွက်အလုံးချုံရေးပေးပြီးဆက်လုပ်ခွင့်ပြုရုံသာမကလူကုန်ကူးခံရသူတွေအပေါ်အကြမ်းဖက်မှုတွေမှာလည်းတက်ကြွစွာပါဝင်ခဲ့တယ်လို့ American အစိုးရကဆိုပါတယ်။ ဒီ GBA စစ်သားတွေဟာလက်ထိတ်ခတ်ခံထားရတဲ့ပွင့်တန်းတွေကိုရိုင်းနှက်နေတဲ့ရုပ်သံမှတ်တမ်းတွေရှိသလို PSC ရှော့ရိုက်တာအမောင်ခန်းတွေတဲတွဲလျောင်းဆွဲထားတာနဲ့အခြားရက်ဆက်ကြမ်းကြုတ်တဲ့ဆက်ဆံမှုတွေကိုပြုလုပ်နေတယ်လို့လွမြောက်လာသူတွေကဆိုပါတယ်။ဒီ GBA ဟာတရုတ်ကိုင်းတွေနဲ့ပေါင်ပြီးငွေရစေးဝါလူလက်နက်နဲ့တော်ရိုင်းတရိတ်ဆန်မှောက်ကိုကူးတာတွေအပြင်ငွေကြေးခဝါချမှုတွေမှာလည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။အမေရိကန်အစိုးရအနေနဲ့ဒီ GBA စစ်ဦးစီးချုပ်စော်စတီဒီ GBA စစ်ရေးချုပ် စောစိန်ဝင်းနဲ့ DGBA စစ်ဦးစီးအရာရှိချုပ်စောစန်အောင် Trans Asia ၏ဒါရိုက်တာယူကြံကြံလို့လူတီများတဲ့ထိုင်းနိုင်ငံသားချမူစဝံတို့ကိုလည်းတပါတဲ့အရေးယူပိတ်ဆို့ကြောင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးအာဆီယံ၏မဆွတ်ဖက်ရေးမှုကိုပြန်စင်စားတဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာဆီယံကကာလရှည်ကြာကင်ဆွဲထားသော မဆွတ်ဖက်ရေးမှုသည်အရေးယူဆောင်ရွက်ခြင်းမပြုရန်စင်ကြေတစ်ခုမဖြစ်သွားစေရအတွက်အဆိုပါမှုကိုပြန်လည်စဉ်းစားတဲ့ကြောင်းထိုင်းနိုင်ငံသားယူဝင်ကြီးဆီယာဆက်ဖောင်ကက်ကေကပြောကြားလိုက်ပါတယ်စက်တင်ဘာလတွင်နိုင်ငံသားယူဝင်ကြီးတာဝန်မထမ်းဆောင်ပြီးအထိယာရုတာဝန်အမျိုးမျိုးတွင်ထမ်းဆောင်ခဲ့သောဝါရင့်တပ်မတ်တအုပ်ဖြစ်သည့်ဝင်ကြီးကတရုတ်နှင့်အမေရိကန်ပြည်ထောင်စုအကြားရင်ထလာသောပြိုင်ဆိုင်မှုများအကြားတွင်အဖွဲ့ဝင်၁၇နိုင်ငံပါဒေတာတွင်အဖွဲ့အစည်းများသည့်အများသောဆန္ဒကိုတိစောက်ရန် တည်လွင်သောကျင့်ကပ်မှုကိုလက်ခံရမည်ဟုပြောဆိုပါရယ်ကျွန်တော်တို့မြန်မြန်သွတ်သွတ်လုပ်ရမယ်ပထမဦးစွာကျွန်တော်တို့မှာရှိတဲ့ခွန်အားကိုအသုံးပြုရမယ်ကျွန်တော်တို့ဗန်းမလိုက်ရဘူးဟုပေကျင်းနှင့်ဝါရှင်တန်အကြလက်ကောင်းနိုင်ငံ၏ဆက်ဆံရေးဟန်ချက်ညီအောင်လှုံ့ဆော်မှုနှင့်ပတ်သက်၍စီစာကက်ကပြောကြားခဲ့ပါရယ်ကျွန်တော်တို့ဟာအင်အားကြီးထနိုင်ငံစလုံးအတွက်မဟာဗျူဟာအရအရေးပါရမယ်ဆိုခဲ့ပါရယ်တောင်းဆိုပါကမြမကြက်တဲတွင်ထိုင်းနိုင်ငံသည်ဂျာဝင်ဆေးဆက်ပေးရန်အသိရှိသည်ဟုလည်း This Week in Asia နဲ့သီးသန့်အင်တာဗျူးတွင်စီစာခတ်ကပြောဆိုခဲ့ပါတယ်။အင်ဒီချင်းကမ္ဘောဒီးယားနိုင်ငံနဲ့အခက်အခဲရှိနေသောငြိမ်းချမ်းရေးသဘောတူညီချက်တွင်မိုင်းရှင်းလျေးသည့်ဘန်ကောက်၏အဓိကဦးစားပေးအကြောင်းအရာဖြစ်ကြောင်းလည်း၎င်းကဆိုပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံများသည်ပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရေးကိုအဓိကမှုအဖြစ်ခြံမြင့်စွာကလေးကလိုက်နာခဲ့တော်လဲယခုအခါပုံမှုအရေးတကြီးလှုံ့ဆော်ရန်လိုအပ်ကြောင်းစီစာခတ်ကပြောကြားခဲ့ပါတယ်။ဒီထိရောက်လာပြီဆိုရင်ကျွန်တော်တို့ပေါင်းစည်းပြီးပြီးအပြန်အလှန်အမိတဟဲပြူရပြီး ဒေတာကိုတက်ရောက်မှုရှိတဲ့မြန်မာနိုင်ငံပြည်တွင်းရေးကိစ္စလိုမျိုးမှာမဆက်ဖက်ရေးကိစ္စဟာနည်းနည်းပြောင်းလဲပြည်လွယ်ရှိနိုင်ရမယ်ဟု၎င်းကသတိပေးခဲ့ပါတယ်။ဆက်လက်ပြီးစစ်တပ်လေကြောင်းတိုက်ခိုက်လို့အော်တိုဘာအတွင်းကလင်းငယ်38ဦးသေဆုံးရဟု NUG ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အနာသိန်းစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်အော်တိုဘာအတွင်းပြည်သူ185ဦးသေဆုံးခဲ့ရာ18နှစ်အောက်ကလေးငယ်38ဦးပါဝင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့နိုဝင်ဘာ23ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့အောက်တိုဘာအတွင်းအကြမ်းဖက်ကျူးလွန်မှုမှတ်တမ်းတွေကိုထုတ်ပြန်သတိပေးခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုတတ်သိပြနေတဲ့သွေးစွန်းတဲ့ဂိမ်းကဏ္ဍတွေကတော့မရက်တန်သေးပဲဆက်လက်မြင့်တက်နေတာကိုပြီးခဲ့တဲ့အောက်တိုဘာလကမှတ်တမ်းတွေအရတွေ့မြင်နိုင်ပါတယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဖော်ပြပါတယ်။အောက်တိုဘာအတွင်းမှာတော့စစ်ကောင်စီဟာလူခွင့်ရေးချိုးဖောက်မှုပေါင်း959မှုကိုကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီထဲမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း250အထိကျူးလွန်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးက522ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီကနိုင်ငံတော်လေကြောင်းတိုက်ခိုက်ရာမှာရှမ်းမြောက်က TNL ထိန်းချုပ်ဒေသကိုလည်းအော်တိုဘားလအတွင်းမှာနေစင်ဒီပါတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်ပြည်သူ90ခန့်သေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာကလေးငယ်10ဦးပါဝင်ပါတယ်။တရုတ်ရဲ့ဂျာဝင်မှုနဲ့အော်တိုဘားလကုံမှာစစ်တပ်နဲ့ TNL အပြစ်ရဲဆဲရေးပြုတ်လုပ်အပ်ပြီးမှတော့ရှမ်းမြောက်ကိုဘုံမကျဲတော့ပဲ DNL ရဲ့မဟာမိတ်ဖြစ်တဲ့အာရကတက်တော် AA ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူတွေတေဆုံထိခိုက်များခဲ့ပါတယ်။စစ်အုပ်စုဟာလူမှုကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်နေပြီးအော်တိုဘားလတလတိုင်းမှာပဲနိုင်ငံတော်ဝန်မှအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုစုစုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း116ဦးတေဆုံခဲ့ရတယ်လို့ဖော်ပြပါတယ်။အဲ့ဒီထဲမှာတော့အသက်16နှစ်အောက်ကလေးငယ်16ဦးထိအပါဝင်ပါတယ်။ဒါဟာလေကြောင်းတိုက်ခိုက်မှုအပါအဝင်စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်၅ဦးနဲ့အထက်တေဆုံခဲ့ရတဲ့ဖြစ်စဉ်တွေကို ပြန်လည်စုစည်းထားတာလည်းဖြစ်ပါတယ်။အော်တိုဘာလအတွင်းစစ်ကောင်စီကျူးလွန်တဲ့လူခွင့်ရေးချိုးဖောက်မှုအမျိုးအစားတွေကိုဖော်ပြထားရာလေကြောင်းတနက်ကြီးတိုက်ခိုက်တာတွေအပြင်လိမ့်ပိုင်းဆိုင်ရာအကြံဖတ်မှုကလေးစစ်သားအဖြစ်ခိုင်းစေမှုစစ်ဘက်ဆိုင်ရာစင်တာတွေကိုတိုက်ခိုက်တာဘာသာရေးအဆောက်အုံတွေဖျက်ဆီးတာတရားလက်လွတ်ဖမ်းဆီးတာနှင်းပတ်နှိပ်စက်တာအတင်းအဓမ္မဆေးခိုင်းတာတရားလက်လွတ်တပ်ဖြတ်တာပစ္စည်းတွေဖျက်ဆီးတာစတာတွေပါဝင်ပါတယ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားနေအိမ်260ကျော်၊ကျောင်း24ကျောင်း၊ဘာသာရေးအဆောက်အုံ၈လုံးထပ်မံထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်။ဒီလိုကျူးလွန်မှုတွေကိုတပ်တွေအထောက်အထားအပြည့်နဲ့စုဆောင်းထားပြီးဒါတွေဟာနိုင်ငံတကာကအကြမ်းဖက်စစ်အုပ်စုကိုအရေးယူနိုင်ဖို့နဲ့ကျူးလွန်ခံရသူတွေရဲ့နှိမ့်နာမှုအတွက်တရားမျှတဖို့အတွက်တပ်တွေမှတ်တမ်းတွေဖြစ်ပါတယ်လို့လည်းလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါရယ်။စစ်ကောင်စီဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေတာနဲ့အမျှမြေပြင်မှာလူမှုအပေါ်အကြမ်းဖက်မှုတွေလည်းဇက်တိုက်တိုးမြှင့်လှုပ်ဆောင်နေကြောင်းဖော်ပြပါရယ်။ တရားမဝင်ရွေးကောက်ပွဲဥပဒေကိုအသက်သွင်းပြီးလူထုကိုဖမ်းဆီးထောင်ကြတာတွေဇက်တိုက်လုဆောင်နေတယ်လို့အကြောက်တရားရိုက်သွင်းပြီးအထူးရောင်ရွေးကောက်ပွဲကိုပုံဖော်နေကြောင်းထုတ်ပြန်ပါတယ်။စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။